ေးကြုံတော့တခါတည်းသတိပေးထားမယ်နော်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိအဲ့ဒီရွေးကောက်ပွဲ ਨੇ ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကြရတယ်ရှောက်မရေးနဲ့နော်ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ပြန်သဘောပေါက်တယ်နော်ဟုတ်တယ်မကြခင်ရွေးကောက်ပွဲကလာတော့မှာနော်ပောက်ကြရတယ်ရှောက်မမ်းမနေကြနဲ့ဟုတ်ဒုက္ခရောက်လို့ရှင်ဘယ်သူမှခဲ့မှာမဟုတ်နော် ဦးတိုက်ဆုံးပြောတာမင်းတို့ကြားတယ်မလားအာနာယူနပြီးတော့တတိုင်းပြည်လုံးတက်နေတဲ့လူတက်တမားကထောက်တဲ့ဥပဒေကိုမင်းတို့ဖက်ဖက်စားတွေလိုက်နာရင်လိုက်နာကီတူကတော့ရအောင်တွန်းလှန်မဲ့ပွဲတွေ့အောင်ငါလုပ်ပေးမယ်ငါလုပ်ပေးနေရတယ်အများကြီးပဲငါအကူအညီပေးတာတို့အကောင်လုံးအစီတို့အမေရိကတို့အကောင်လုံးရောက်ကုန်ကြပြီမင်းတို့နှကောင်ကြောင့်မှတိုင်ပတ်နေတယ်ဒါတော့သူတို့တမိုင်းသူတို့ရေးတာပဲလေ ဘယ်တက်နိုင်မှာမလို့ကျိုးတို့ကလည်းကျိုးတို့သမိုင်းကိုရေးရမှာပေါ့ဟာသမိုင်းနဲ့လက်ရှိဒါသမိုင်းနဲ့ကောင်းတယ်ကျွန်တော်တို့ໃຊ້တယ်တို့အဲ့လိုဖြစ်သွားတာကိုကျွန်တော်ဝမ်းသာအဲ့ဒါဒီမိုကရေစီပဲစစ်မှန်တဲ့ဒီမိုကရေစီကိုရကျင်လို့ကျိုးတို့လို့တာဒီမှာဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီအင်္ဂါဆီယံဝတရားအမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့အတိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှာ စစ်မှန်တဲ့ဒေါ်လာရင်းဖြစ်တော့မှာပေါ့ကွာအာအဲ့ဒါလည်းငါတို့မသိငါတို့ကတော့ငါတို့လုပ်အောင်ထုတ်မှာအခုလည်းမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲယူငါတို့ဘက်ကမရရဖြတ်အဲ့ဒါတော်လာရေးလေဘာဖြစ်လို့ဖြစ်ချင်တယ်လဲကျော်ရွေးကောက်ပွဲဖြစ်မှမင်းတို့လူချင်းတဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဒါတို့ဒီပြည်သူမဟုတ်တော့ ပြည်သူမဟုတ်တော့ဘူးနိုင်ငံတော်တစ္ဆာဖောက်ပြပုံကန်ထားတဲ့ရာဇဝတ်ကောင်နဲ့ပူးပေါင်းသွားတဲ့အကြမ်းဖက်အားပေးတွေပဲဖြစ်တယ်။ဒါကြောင့်မလို့အကြမ်းဖက်အားပေးတွေဖြစ်တဲ့အတွက်ဒီနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအလုပ်ကဒီလိုအကြမ်းဖက်ဓမ္မတွေကိုလုံးဝလက်ခံခွင့်မရှိဘူး။ဒါဖြစ်ဖြစ်ဒါပဲ။ဒါကြောင့်မလို့လက်နက်ကင်ထားတဲ့ UG တွေတော်လိုင်းအင်အားစုတွေအနေနဲ့အဲ့ဒီကားထဲမှာပါတဲ့လူအလုံးဟာတော်လိုင်းအင်အားစုတွေအနေနဲ့စည်ရင်ပြတ်မှတ်ဖြစ်အရေးယူခွင့်ရှိပါဘူး။နော်။ဒါဟာပြည်သူအများစုရဲ့ဆန္ဒနဲ့လည်းကိုက်ကြည့်လိမ့်မယ်။အားလုံးပဲမင်္ဂလာပါ။ ဒီကနေ့မှာတော့စစ်ကောင်စီဝါရဖြန့်ယုတ်ရှင်ဖြစ်တဲ့မိုင်းကိုဒုံဆိုင်မိသူများတွင်ပါဝင်တရုတ်ဆောင်သူများအားစစ်ရေးပြတ်မှတ်အဖြစ်သတ်မှတ်ချေမှုရန်အမေသားကြီးကိုစီမပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါဦးခင်ဗျာတော့တိုင်းပြည်လုံးတတ်နေတဲ့လူတက်ဓမ္မကထောက်တဲ့ဥပဒေကိုမင်းတို့ထပ်ဖွဲ့စားတွေလိုက်နိုင်လိုက်နာပြည်သူကတော့ရအောင်တွန်းလှန်နေပွဲအဲ့တခုရှိတယ်နော်မင်းတို့နိုင်မယ်ဆိုရင်တော့ကြိုက်လို့လုပ်ပေါ့ ်ချင်းချင်းနဲ့ပဲအဲဒါပေမဲ့ဒီတော်လန်ရင်းမှာအခုဆိုရင်ကျွန်တော်တို့တခါလေရန်ကပြတ်သွားပါပြီနော်ကောင်းလားဒါမျိုးကောင်းတယ်ဆိုတော့ရန်ကပြတ်သွားနှုတ်ဆိုရင်ဟိုညာနေအောင်ပဲအာဘာဘီသူဆိုတဲ့ဟာမျိုးအွန်တရားအောင်ပဲဘာလို့ဆိုတော့ဇော်မဲလုံးကလည်းတခါလေပြောထားတယ်လေဇော်မဲလုံးကလည်းပြောထားတဲ့စကားရှိတယ်ဒီစကားကိုလည်းကျွန်တော်တို့ကလေးစားဖို့လိုတယ်အဲ့ဒါဘာပြောတာလဲဆိုတော့အချမ်းကသမားတွေနဲ့အတူတူရှင်တွဲနေထိုင်တဲ့ပတ်သက်နေတဲ့အတူဒီအားလုံးကိုဟိုတဲ့တုတ်တင်ရှင်းလင်းရတယ်ပေါ့ဒါအချမ်းကဥတွေပြရတယ်တုတ်တင်ရှင်းလင်းဝင်ရှိတယ်ဆိုပြီးတော့တက်မတော်တည်င်းလိမ်ပြန်ကြရေးဆိုရင်ဇော်မဲလုံးကလည်းပြောထားတာရှိတယ် တော့ကျွန်တော်တို့ဒီစကားတွေကိုအဲ UG ဖွဲ့တွေပြီးလို့ရှိရင်တိုင်းသက်ဖွဲ့တွေအနေနဲ့ online တိုင်းသက်ဖွဲ့တွေအနေနဲ့ကောင်းကောင်းထိမ့်သိမ်းနိုင်ဖို့လိုအပ်ပြီ။ဘာဖြစ်လို့လဲဆိုတော့လက်ရှိ CRPH ဆိုတာ2020ရွေးကောက်ပွဲမှာပြည်သူတွေရွေးချယ်လိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာပြည်ရဲ့တရားဝင်လွှတ်တော်။ဘာဖြစ်လို့တရားဝင်အခုပဲထပ်ပြီးတော့နိုင်ငံတကာပါလီမန်ကထပ်ရွေးလိုက်တယ်နော်။လွှတ်တော်တွေနိုင်ငံတိုင်းရဲ့လွှတ်တော်တွေအားလုံးဖွဲ့စည်းထားတဲ့နိုင်ငံတကာပါလီမန်က CRPHD မြန်မာနိုင်ငံရဲ့ပြည်သူကိုယ်စားလှယ်ပေးဝင်အဖြစ်ထပ်ပြီးတော့အခွင့်အာဏာအနှင်းထားတာဖြစ်တဲ့အတွက် CRPH ကလက်ရှိအာဏာသိမ်းမင်းအောင်နိုင်ခေါင်းဆောင်တဲ့အဖွဲ့ကိုအကြမ်းဖက်အဖြစ်ကြီးညာထားပါတယ်။အဲ့တော့အရှင်းမဇော်ဘယ်လုံးပြောတဲ့ဇာကားနဲ့နှိုင်းရှင်လိုက်မယ်ဆိုရင်ဘာဖြစ်လဲအကြမ်းဖက်ဓမ္မတွေနဲ့အတူရှင်တွဲနေထိုင်တဲ့အတူတွေအားလုံးကိုတုတ်တင်ရှင်းလင်းဖို့ရှိပါပြီ။နော်အဲ့တော့ဒီလက်ရှိ မင်းအောင်မိုင်လို့ရဲ့ဒီဝါဒဖြန့်လိင်ညာရုပ်ရှင်ကားမှာပါတဲ့သူအားလုံးဒီနံပါတ်၁အကျန်းဖက်တမားနိုင်ငံတော်ပုံကန်ထားတဲ့မင်းအောင်မိုင်ဒီအကျန်းဖက်တမားနဲ့ပါဝင်ပတ်သက်နေတဲ့သူတွေဖြစ်တဲ့အတွက်စီရင်ပြစ်မှတ်ရကောင်းကောင်းအရေးယူရပါမယ်။နောက်ဒါပြည်သူမဟုတ်တော့ပေါ့။ပြေးကြပါလေ။နောက်အခုအဲ့ဒီကားထဲမှာပါတဲ့သူအားလုံးဟာတော်လန်ရင်အင်အားစုတွေအနေနဲ့စီရင်ပြစ်မှတ်ဖြစ်အရေးယူဖို့ရှိပါမယ်။နော်။ဒါဟာပြည်သူအများစုရဲ့စံနှုန်းနဲ့ပဲကိုက်ကြည့်လိမ့်မယ်။ဘာဖြစ်လို့လဲကျွန်တော်ဘယ်ပါတီကဝင်နေအောင်ပြည်သူအစ်စ် နော်ဘယ်ပါတီကို NLD နဲ့ဝင်ထားဘူးဘယ်မှဝင်ထားဘူးပြည်သူအစ်စ်ကျွန်တော်တို့ပြည်သူအစ်စ်တွေအများကြီးရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့ကဘယ်ဖက်သွားမလဲအခုကျွန်တော်ပြည်သူအစ်စ်နော်ဒါပေမဲ့ကျွန်တော်တို့လူမျိုးကိုစစ်ကောင်စီကမိကြည့်ပြည်သူဆိုပြီးတက်ညာပေးမလားဘယ်လိုလုပ်မှာလဲအဲ့ဒါအဖြေပဲဟုတ်တယ်နော်ကျွန်တော်တို့ပြည်သူအစ်စ် NLD ပါတီဝင်နေမဟုတ်ဘူးဒါပေမဲ့လို့လက်ရှိအာဏာသိမ်းတော့ကျွန်တော်လက်မခံဘူးအဲ့ဒီအတွက်ကျွန်တော်တို့လက်မခံတဲ့အရာကိုလက်မခံတဲ့အတိုင်းချစ်ဖို့အတွက်ကျွန်တော်စူးစမ်းတယ်ဒါပေမဲ့ဒါပေမဲ့ပြည်သူဒီလိုလူမျိုးပြည်သူအစ်စ်ပါလို့စစ်ကောင်စီကမိကြည့်မလုပ်ပါနဲ့ ရှင်းနေတယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဘက်ကတော်လိုင်းတိုင်းတက်ဖို့လေအနေနဲ့ကလည်းလက်ရှိဒီစစ်ကောင်စီကမတရားပြုလုပ်မဲ့ရွေးကောက်ပွဲမှာမတရားအာဏာသိမ်းတဲ့ဥပဒေကြောင်းအရကြီးမယ်ဆိုရင်လည်းမင်းအောင်လိုက်အာဏာသိမ်းတာဒီတရားဝင်ပါဦးမနေ့9နာရီမှာတမနာတရားဝင်တာဝန်ထမ်းဆောင်နေတဲ့တမနာအပါဝင်အစိုးရဖွဲ့ကိုလက်ခံတာပါမနေ့9နာရီမှာကာလွန်ကော်ရာဖြစ်တဲ့အတွက်လုံးဝဥပဒေပေါင်းမဝင်ပါဘူးအဲ့တော့မင်းအောင်လိုက်ကနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့ရာဇဝတ်ကောင်ပါအဲ့ဒီရာဇဝတ်ကောင်ကပြုလုပ်တဲ့ ်အခုအတူရောင်ရွေးကောက်ပွဲကိုဒါဒီရွေးကောက်ပွဲကเนาะအမှမဲဆွဲနေတာရှိတယ်เนาะမဲဆွဲတာရှိတယ်မင်းတို့ကစစ်တပ်အုပ်ချုပ်တာလည်းလက်မခံဘူးတဲ့ရွေးကောက်ပွဲဆိုတော့မဲလို့ဒီတော့ရွေးကောက်ပွဲ2020မှာပြီးခဲ့တယ်အခုလာမယ့်ရွေးကောက်ပွဲဟာဒါရွေးကောက်ပွဲမဟုတ်ဘာဖြစ်လို့လဲနောက်ဆုံးစစ်တပ်ကိုကိုစားပြုပါတယ်ဆိုတော့ကျန်းဖို့ပါတီဝင်တွေတောင်မှပါဝင်ရှင်ပြိုင်ခွင့်ရတာမဟုတ်ဘူးစစ်တပ်ကနေစစ်ဖို့ချုပ်ပြီးအကောင်လုံးဘောင်းပြီးချုပ်ပြီးတော့ဟမ်ပါတီတွေဝင်ပြီးလာပြိုင်ကြလေဒါရွေးကောက်ပွဲမဟုတ်တာကြီးကိုဟမ်ဘောင်းပြီးစစ်ဘောင်းပြီးဝင်ထားတဲ့ကောင်တွေက သူတို့အာဏာကိုထပ်ပါမယ်။ကိုနေရာမှာလွှတ်ချလိုက်ပြီးတော့ DI လက်ခံဆောက်တယ်။ဘောက်ပြီးပစိုးပြီးတော့ဟမ်သူတို့ပဲအဲ့ရန်နာပြန်ယူတာ။ဒါရွေးကောက်ဝဲမဟုတ်ဘူး။ရှင်းရှင်းလေး။နော်အာဏာကိုတစ်ဖက်နဲ့လည်းလူယူတာပဲ။အာဏာသိမ်းနေအာဏာသိမ်းတော့တရားခံဖြစ်သွားတယ်။ရန်စွဲကောက်ဖြစ်သွားတယ်။အဲ့တော့အဲ့ဒီရန်စွဲကောက်တော့ကနေလွတ်ဖို့အတွက်ဘာလုပ်လဲ။အာဏာသိမ်းတဲ့ဘောက်ကြီးထွက်လိုက်တယ်။ဟမ်ယူနီမောင်းကိုထွက်လိုက်တယ်။တိုက်ပုံနဲ့ပစိုးပြီးတော့ DI ပဲဒီကောင်ကြီးကလာပြန်ဆောက်တယ်။ရှင်းရှင်းလေး။ဒါကဥပဒေကိုလွယ်တုံးစားလုပ်ပြီးတော့နိုင်ငံအာဏာကိုမတရားနှိမ့်နဲ့ရိုက်ဖို့ကြိုးစားတဲ့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတာပါ။ ော်အဲ့တော့ဒီအဖွဲ့ကိုနိုင်ငံတကာပါလီမန်ကတရားဝင်အတိအမှတ်ပြုထားတဲ့ပါလီမန်ဘာဖြစ်လဲအကြမ်းဖက်ဖြစ်ကြေညာထားတယ် CRPHD တရားဝင်အဖွဲ့ကြီးနော်တရားဝင် CRPHD အကြမ်းဖက်အဖြစ်မင်းအောင်လှိုင်ရဲ့အဖွဲ့ကိုကြေညာထားတာဖြစ်တဲ့အတွက်အခုမင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဝါရဖြန့်ယုတ်ရှင်ခေတ္တမိုင်းကိုဒုံဆိုင်မိသူများထွက်ပေါ်နေတိုးမြင့်မြတ်အပါဝင်တရုတ်ဆောင်များဤပါဝင်မှုအပေါ်ပြင်းထန်သောဝေဖန်မှုများထွက်ပေါ်စစ်ကောင်စီဤလာမည့်ရွေးကောက်ပွဲအတွက်ရည်ရွယ်ပြီးဝါရဖြန့်ယုတ်ရှင်တို့တကားဖြစ်သည့်ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဒီစစ်တပ် lobby မီဒီယာများမှတဆင့်ဖြန့်ချိခဲ့ရာပါဝင်တရုတ်ဆောင်ခဲ့သည့်နာမည်ကြီးအမှုပညာရှင်များအပေါ်ပြည်သူလူထုဤပြင်းထန်သောဝေဖန်မှုများထွက်ပေါ်လျက်ရှိသည့်ပါဝင်သူများနှင့်ဇလန်းဤဝါရဖြန့်လူသည့်အချက်များ ။ဟာအဆိုပါဇလန်းတို့တွင်နေတိုးမြင့်မြတ်နေဝင်အေဂျန့်မောင်ချူလေးမင်းမြင့်မူအောင်ခိုင်ငပြောကျော်စူပါလင်းတွက်လက်စသည့်ဝါရင်နှင့်လူငယ်တရုတ်ဆောင်များပါဝင်ခဲ့ကြသည့်ဇလန်း၏အဓိကအကြောင်းအရာများသည်လက်ရှိမြေပြင်အခြေအနေနှင့်ဆန့်ကျင်ဘက်ဖြစ်စေရန်ရည်ရွယ်ချက်ရှိရှိပုံဖော်ထားသည်ကိုတွေ့ရသည့်ဝါဒဖြန့်အကြောင်းအရာလက်တွေ့မြေပြင်အခြေအနေဇက်ကောင်များ၏နှုတ်မှကိုယ်အလုတ်ကိုလှုပ်ကြရန်တိုက်တွန်းခြင်းဥပမာဆရာဆရာမများစာသင်ရန်အမှုပညာရှင်များအမှုပညာလုပ်ရန် စစ်ကောင်စီကစာတင်ကျောင်းများဆေးရုံများနဲ့ဘာသာရေးအဆောက်အအုံများကိုပါလေကျောင်းမှဘုံကျဲတိုက်ခိုက်နေပြီးကျောင်းသားကလေးငယ်များစွာတေဆုံးခဲ့ရခြင်းရွာထိပ်တွင်မိုင်းလာထောင်သည့်ရွာသားများကြောင့်ကလေးတအူးထိခိုက်သည့်ပုံစံဖန်တီးခြင်းလက်တွေ့တွင်စစ်ကောင်စီ၏လေကျောင်းတိုက်ခိုက်မှုများကြောင့်ကလေးငယ်များအများအပြားတေဆုံးနေရခြင်းနိုင်ငံရေးစိတ်ဝင်စားသူများကိုဟာတာတရုတ်ဆောင်များဖြင့်ပေါ်ပြတပြက်ဆက်ကောင်များအဖြစ်တရုတ်ဖော်ခြင်း စစ်အာဏာရှင်စနစ်ကိုစန့်ကျင်တိုက်ပွဲဝင်နေသည့်ပြည်သူလူထု၏အားထုတ်မှုကိုလောင်ပြောင်ခြင်းမြင့်မြက်ကရွေးကောက်ပွဲသည်တိုင်းပြည်ရဲ့အရေးတစ်ခုဖြစ်ပြီးတကဘာလုံးကစိတ်ဝင်စားနေသည်ဟုပြောကြားစေခြင်းပြည်တွင်းရောပြည်ပပါစစ်ကောင်စီ၏ရွေးကောက်ပွဲကိုအတုအယောင် Sham Election ဖြစ်သတ်မှတ်ထားပြီးစိတ်ဝင်စားမှုလုံးဝမရှိခြင်းနေတို့ကအတုအယောင်ဆိုရင်ဘယ်ပါတီကဝင်ပြိုင်မှာလဲဟုမေးမြန်းစေခြင်းအတူရောင်ရွက်ကပွဲမှာပါဝင်လှုပ်ဆောင်တဲ့သူတွေအားလုံးဒီတီတူကိုဒါတိုက်ရိုက်ပုံကန်စော်ကားတာလေ ရှင်းရှင်းလေးပဲအဲ့ဒီလူတွေအားလုံးကိုဘယ်နေရာမှာတွေ့တွေ့စည်ရင်ပြစ်မှတ်ဖြစ်အရေးယူဝေးရှိဒါတို့တို့ဒီပြည်သူမဟုတ်တော့ပြည်သူမဟုတ်ဘူးနိုင်ငံတော်တစ္ဆာဖောက်ဖြစ်ပုံကန်ထားတဲ့ရန်စွဲကောင်နဲ့ပူးပေါင်းသွားတဲ့အကြမ်းဖက်အားပေးတွေပဲဖြစ်တယ်ဒါကြောင့်မလို့အကြမ်းဖက်အားပေးတွေဖြစ်တဲ့အတွက်ဒီနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအလုံးကဒီလိုအကြမ်းဖက်ဓမ္မတွေကိုလုံးဝလက်ခံခွင့်မရှိဘူးဒါပြည့်တယ်လားဒါကြောင့်မလို့လက်နက်ကင်ထားတဲ့ UG တွေတော်နိုင်အင်အားစုတွေအနေနဲ့လက်ရှိနော်ဒီမှာပါတဲ့ကောင်တွေပေါ့ ယ်ပြောရင်တကယ်လွတ်တယ်နော်အေးအောင်ခိုင်ချင်းချောင်းတော့တွေ့တယ်နော်ဒီအောင်ပြောထောင်ရမထွက်ရပဲနေနေဟာဒီမှာအောင်ခိုင်အောင်ခိုင်ပြောတာပို့လာကြတယ်ဘောဦးမကျွန်တော်ဒေါ်လာရထွက်ကြလို့နော်တော်တယ်တို့တမိုင်းတော်တယ်တို့တမိုင်းရေးရမှာပို့ဒီနေ့ကျတော့ရေးပါရေးပါမင်းတို့တမိုင်းရေးပါတော့ဒါတမိုင်းနဲ့လက်ရှိဒါတမိုင်းနဲ့ကောင်းတယ်ကျွန်တော်တော့ကြိုက်တယ်တို့တော့အဲ့လိုဖြစ်သွားတာကိုကျွန်တော်ဝမ်းသာဘာဖြစ်လို့လို့မဆိုရင်ကျွန်တော်တော့အာနာမတိန်နိုင်မယ်ဆိုရင်လက်ရှိ ထွတ်တော်ထဲမှာ25ရာခိုင်နှုန်းကကန့်လန့်ပါနေမယ်။ကျန်းဖို့ပါတီကလည်းကန့်လန့်ပါနေမယ်။အဲ့ဒီသူတို့နှစ်ယောက်ပေါင်းပြီးတော့လက်ရှိပြည်သူ့ဒုက္ခပေးနေတဲ့ပြည်သူ့အတွက်ဘာမှအကာအကွယ်မရတဲ့ဥပဒေတွေကိုဘာမှပြင်ဆင်မရှိမှာမဟုတ်ဘူး။အဲ့တော့ရှင်းရှင်းပြောရင်ဒီမိုကရေစီအယောင်ပြပြီးတော့စစ်တပ်ကရှင်းနေမှာ။အောက်ချုပ်ရေးထဲမှာစစ်တပ်ကလည်းအဓိကဖြစ်နေတာ။ဟုတ်တယ်လေကော်ဝါရဲ့ငန်းတိကအဲ့ဒီအောက်ချုပ်တာမဟုတ်ဘူး။ကာဝဲကြီးအောက်ချုပ်တာ။ Sorry ။ Now အဲ့ဒီအတွက်အာနာတိုင်းလိုက်တဲ့အတွက်ဘာဖြစ်သွားလဲဆိုတော့ရန်ကပြတ်သွားတယ်။ဒီဟာတွေလည်းအကုန်လုံးရှင်းရှင်းလေးပဲ။ အခုတခါထပ်ပြီးတော့အဒိုရင်ဒိုရင်လောက်ကြတယ်အဖမ်းတယ်ပြစ်တယ်ခတ်တယ်ကြတော့အော်အဲ့ဒီဒီမှာနေတဲ့လူတွေကြတော့ရှောင်းလဲလို့မရကြဘူးသူတို့တွေငြိမ်သွားတယ်အလူပညာတဲ့တွေဆိုရင်ငြိမ်သွားတယ်နော်အဲ့အဲ့လိုနားလည်မှုတွေပေးထားကြတယ်ဘဒူကတကယ်အစ်စ်မှန်လဲဘဒူကတော့တစ္ဆာဖောက်တွေလဲဆိုတော့ကိုရှင်းလင်းလင်းပြောပြောမရဘူးဒါပေမဲ့အခုတော့ဟာမျိုးထွက်ပေါ်လာတဲ့အတွက်ဘာဖြစ်လို့ရှင်းသွားတယ်ဒီမှာကိုချင်းချင်းလေးလေးမိကျွန်တော်တို့ပေါ်နေမှာစော်လိုက်လို့ရတယ်ချင်းချင်းလေးလေးပြောလိုက်ဒါအချမ်းပဲအားပေးနေတယ် ဟုတ်တယ်နော်ပြည်သူကိုအကြမ်းဖက်နေတဲ့စစ်တပ်ပြည်သူကိုဘုံကျဲနေတာပြည်သူကိုမီးရှို့နေတာပြည်သူကိုစစ်တောင်းထိုးနေတာနေ့စဉ်ရက်ဆက်ပြည်သူကိုတပ်ဖြတ်နေတဲ့အကြမ်းဖက်လက်နက်ကိုင်စစ်တပ်နဲ့ပါဝင်ပူးပေါင်းပြီးတော့ပြည်သူအာဏာကိုမတော်လောဘနဲ့ရိုက်ကိုလွတ်တာအကြမ်းဖက်အားပေးနေတယ်ပိုကောင်းတယ်နော်ဒါကြောင့်မလို့ဒီရုပ်ရှင်ကရိုက်တဲ့ကောင်တွေကိုလေကျေးဇူးတင်လိုက်ခင်ဗျားတို့ကျွန်တော်ပြည်သူတွေအနေနဲ့အကောင်းကြတာဘာဖြစ်လို့လဲသူတို့ကတက်တက်တိရှိရှိသူတို့ထွက်သူတို့သူတို့ဘာဆိုတော့ဖြတ်ဖြတ်ရတာနော်အဲ့ဒီအတွက် ကိုဘက်ကလုတ်တဲ့နေရာမှာပြတ်သားဖို့ပဲလိုတယ်။အဲ့တော့ကိုဘက်ကလုတ်တဲ့သူတွေပဲပြတ်ပြတ်သားသားရှိဖို့လိုတယ်။ဥပဒေဥပဒေထောင်းတိုင်းတယ်။ဟုတ်တယ်နော်။တိုင်းပြည်ကိုအကြမ်းဖက်ပုံကန်းနေတဲ့လက်နက်ကိုင်တွေနဲ့ပူးပေါင်းသွားတဲ့အကြမ်းဖက်အာဖေတွေကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဆိုတာရှိပါတယ်။အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအတိုင်းဥပဒေကိုဥပဒေအတိုင်းတိတိကျကျကိုဘက်ကလူတွေလုတ်ဖို့အချိန်